မင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ဗီဒီယိုတွေလည်းမလုပ်ဖြစ်တာကြာပါပြီအဲ့တော့ဒီနေ့တော့ AI မှာသွားမေးပြီးတော့ဟူတိဂျန်နဲ့ပိုသက်စီလေးတွေအကြောင်းကိုနည်းနည်းလေ့လာကြည့်အောင်ပါအဲ့တော့ကျွန်တော်တို့ဒီဘော်ဒိုမီတာတို့ Lime Server တို့စိုက်ပျိုးရေးမှာသုံးကြပါတယ် နော်အတေယောဂကာကွယ်ဖို့ပေါ့အထူးသဖြင့်နော်ဟိုးရီကိုကာကွယ်ဖို့ဟိုးသက်စေးအနေနဲ့ကျမတို့သုံးကြရင်နော်အဲ့လိုသုံးတဲ့အခါမှာဘောရမချဆိုတာဘာလဲပေါ့နော်လိုင်းဆာဖာဆိုတာဘာလဲဆိုပြီးတော့သူ့ကိုဒီမေကွန်းလေးမေးလိုက်တယ်ဘောရမချနဲ့လိုင်းဆာဖာဆိုတာဘာလဲပေါ့နော်ဆိုတော့ဘောရမချဆိုတာကတော့သူကဒီဘောဒူစီပေါ့နော်ဘောဒူစီဖြစ်ပါတယ် တော့ဒါတော်တော်များများလဲသုံးပြီးတဲ့အခါကျတော့သုံးနေတယ်အတီလည်းပဲတည်ကြတယ်ပေါ့နော်အဲ့တော့ဘောရိုမီတာမှာပါဝင်တာကတော့တဲ့ကော့ပါဆာဖိတ်ပါတယ်ပြီးလို့ရှိရင်ထုံးပေါ့နော် KCN hydroxide COH dry ပါတယ်ပြီးတော့ရေပါပါတယ်အသုံးပြုတဲ့ပုံစံကတော့ဖြန်းလျှောက်တဲ့ဈေးဖြစ်ပါတယ်အဲ့တော့တစ်ပင်ရဲ့ဒီ ယောဂတော်တော်များများပေါ့နော်သူတချို့ဟိုအာသာပြန်လာတာတွေတော့တိတ်ပြီးတော့မြန်မာမသိမသုံးတဲ့အတုံးတိတ်မတဲ့တဲ့ယောဂမျိုးလေးတွေပြောထားရင်တော့မဖတ်တော့ဘူးနော်အထူးသဖြင့်သူမှာပဲဇပြစ်တို့ဂျင်းတို့ခင်းဂျင်းဒီတင်မောဒီဆရတိတိဝလံတွေမှာတွေ့ရရင်မှုယောဂတွေကွက်ွက်ရမှာသုံးပြပါတယ်ဒါကြမှာပြီးလို့ရှင်အသေးစိတ်လည်းသူပြန်မေးပါအောင်မယ်နော်တတိပြုရမယ့်အချက်ကသူကနည်းနည်းလေးဒါတော့ပထမဆုံး intro လေးမေးတာကဘာလဲဆိုတော့ဘာလဲဆိုတော့ပြောပြရတဲ့သဘောနော် အလွန်မြင့်ပြတ်မဲ့ဆိုလို့ရှိရင် copper accumulation ဖြစ်နိုင်ပါတယ်တဲ့နော်ဒါကတော့ copper ကြီးလောင်တတ်တယ်ပေါ့ပြောချင်တာအဲမိုးရသည်မှာတော့မပြန်သင့်ပါဘူးနော်ဟုတ်ပြီ now lime sulfur ပေါ့နော်ထုံးတဲ့ sulfur နော်ပါဝင်ပစ္စည်းကတော့ထုံးရယ် sulfur ဆီ lime ပါမယ် CaO ဓာတ်မွေ CaOH drive နော်သုံးလို့ရတယ် sulfur ပါမယ်ရှိပါမယ်ဒါပေမဲ့သူ့မှာခွာခြားတာကမလဲဆိုတော့じゃတော့စူနေတဲ့ ရေဘူးပေါ့လေပြောချင်တာတော့ရေဘူးမှာအတုပ်လိမ့်ရတာအတုပ်ဖြစ်ပါတယ်เนาะအဲ့တော့ तू ကအသုံးပြုတဲ့ပုံစံကတော့သူ့ရဲ့ဒီတောင်ပေါ်ဒေတာကြီးပေါ့နော်အရေးခံတဲ့အပြင်နေမှာဖြစ်တတ်တဲ့မှုယောဂါပဲနော်မှုယောဂါမဲလ်ဂျူးလိုလိုမျိုးပေါ့နော်ဒီမှုယောဂါပြီးအင်းဆက်တွေကိုလည်းသူကနိုင်ပါတယ်တုတ်လိမ့်ရတဲ့ယောဂါမျိုးဖြစ်ပါတယ်နော်နောက်ပြီးတော့ဘန်ဒီစပြည့်တီတည့်တီစားတဲ့အပြင်နေမှာလည်းပဲသုံးပါပြန်ပါတယ် နော်ညရာဒီမှာတော့သူ့ကိုမဖျန်းသင့်ပါဘူးဘာဖြစ်လို့လို့ရှိရင်မီးလောင်တတ်ပါတယ်တဲ့နော်ထုတ်လုပ်ချိန်မှာဆိုလို့လောင်တတ်တယ်လို့ပြောတာပါသူပြောချင်တာကတော့ပင်ဖက်မီးလောင်နိုင်တယ်ဆိုတာလောင်လောင်တတ်တယ်လို့ဘန်းပြစ်နိုင်တယ်ပေါ့ထုတ်လုပ်ချိန်မှာဆိုလို့ရှိရင်တော့ဓာတုဖြစ်စဉ်ရသူကဘူးနေမှာသူက reaction ဖြစ်ပါတယ်ဒါကြောင့်မို့လို့အေးသွားတဲ့အခါမှာဖျက်မယ်ဆိုလို့ရှိရင် line ဆောင်လာကထိရောက်မှုအားနေပါတယ်အဲ့တော့အပူပေးရအပူပေးဖို့လိုတယ်နော်အပူပေးဖို့လိုပြီးတဲ့အခါကျတော့ သူ့ရဲ့ဓာတုဖြစ်စဉ် chemical reaction complete chemical process ဖြစ်ဖို့အတွက်အပူဓာတ်လိုအပ်တယ်နော်အဲ့တော့ဒါလေးတော့ဒီမို့လို့မယ်အဲ့တော့အညွန့်အနေနဲ့ဆိုလို့ရှင်တော့အပိယောဂါ၊မှုယောဂါတွေ barometer တော့အဲမှုယောဂါတွေအတွက်ပါ line server ကတော့မှုတွေရော ပြီးတော့ insect တွေအတွက်ပါပစ္စည်းတွေပါဝင်ပစ္စည်းရဆိုတော့ပြောခဲ့ပါတယ်တတိပြုအမှာကတော့သူကဒီ အရင်ကျမတို့ထုတ်လုပ်မှုဖြစ်စဉ်မှာ line စာဖာကအပူဓာတ်လိုပေမဲ့လို့ဖြန်းတဲ့အခါကျတော့တအားပူနေတယ်ဆိုရင်အပြင်ကဖိုတိုတော့ဆီလို့ပေါ့လေအပြင်လောင်သွားတာလောင်သွားမှာပေါ့ဒါလေးတော့သတိထားဖို့လိုမှာဖြစ်ပါတယ်เนาะအဲ့တော့ copper ဒါကတော့ copper ကမိုးရွာတဲ့နေ့တွေကိုရှောင်မှာပေါ့ပြီးလို့ရှိရင် copper လောင်တာမျိုးဖြစ်တတ်လို့ပါပေါ့เนาะဒီအဲ့ဒါလေးပါနောက်ဆက်ပြီးကျမမေးကြည့်မယ် မမကြာနဲ့ဘိုင်းဆာလ်ပါဘောလုံးမကြာကိုသူကဘာလို့သူကဖြော်ပြီးတဲ့ခါကျတော့သူကချက်ချင်းတော့ဖျက်မို့လို့ရတယ်။ဘာလို့ဖြော်ပြီးတော့ချက်ချင်းဖျက်ရင် လို့တလေအရင်မြင်ကြည့်မယ်နော်သူကဘာဖြစ်လို့ဖြော်ပြီးတာ ਨੇ ဘောရွန်မေချမာပါရဲကောပါဆာဘေးရဲဒုထာလို့ခေါ်တာဗောနော်ပြီးရထုံးဗောနော် CA ဝေးတိုင်းမဖောက်ထုံးရဲနော်နောက်အဲကြီးရပေါ့เนาะအဲ့တော့ဘာဖြစ်လို့ဟိုဒီ မေးတဲ့မိကုံကဘာလဲဆိုတော့ချက်ချင်းဖြင်းမှုလိုတယ်လေဆိုတော့အခါကြတော့တဲ့သူကအဓိကအချက်၃ချက်နဲ့ဖြေထားတယ်ဘောရိုမီတာဟာကော်ပါဆာဖိတ်ရဲ့ကော်ပါဟိုက်ဒရိုဆိုက်တို့နဲ့ရေမှာရောပြီးတော့ဖြစ်လာတယ်သူကဒီ insoluble precipitate ဖြစ်ပါတယ်ဒီရောနှောမှုကြောင့်မို့လို့အချိန်ကြာမှသူကသူကဒီအနေကျသွားနိုင်တယ်ပေါ့နော်အနေကျသွားပြီးတော့ကြတော့အကြောင်းကလည်းပြောင်းသွားမယ်ဒါဆိုလို့ရှိရင်ထိရောက်မှု အားနေသွားပါမယ်နောက်တစ်ခုကတော့ရောတာပြီးအထိန်ကြမယ်ဆိုလို့ရှိရင်လည်းသူက pH ကပြောင်းသွားမယ်ပြောင်းသွားလို့ရှိရင်လောင်တတ်တယ်နော် copper iron တွေများသွားပြီးတော့ကြတော့သူကအပင်တွေမှာလောင်သွားတယ်ပေါ့နော်လောင်တဲ့ leave band လို့သူပြောတာပါ leave band ကိုသူဖက်လောင်ခြင်းဆိုပြီးပြောတယ်နော်ရွက်တွေလောင်နေပေါ့နော်နောက်တစ်ခုကတော့ဖြန့်အဲဒီကြာကြာနေတက်ပြီးတော့ကြတော့ဖြော်ဖြော်ချက်တက်မလုပ်ခဲနဲ့တက်မဖြန့်မဲနဲ့ပေါ့နော်အထိန်ကြမှဖြန့်မယ်ဆိုလို့ရှိရင်တော့ ရောရတဲ့မစ္စာတွေကမပြတ်မှုဆိုလို့ရှိရင်ဒီကွန်ပေါင်းကွန်ပေါင်းတွေဟာသူကဒီကျန်နေတတ်တယ်ပေါ့ကျန်နေပြီးတော့ကြာတော့မညီမြမှုဖြစ်တတ်ပါတယ်ဒါကြောင့်မို့လို့အဲဘော်ရိုမီတာကိုချက်ချင်းဖြောချက်ချင်းဖြန်းပြီးတော့ပို့လိုပါတယ်အချက်၃ချက်နဲ့သူဖြေထားပါတယ်သူ့ရဲ့အချို့နှုံးကတော့တစ်တစ်တရာပေါ့ဒုတ်တာရေထုံးရေရေရေပေါ့နော်တစ်တစ်တရာအာဖြောနီးနေဖြောတာဖြစ်ပါတယ်သူကစိတ်ဝင်စားပါသလားထင်နေတယ်နော်အဲ့တော့မိုးရွာတော့မှာ ကြောင့်မပြန့်တင်တာလေစမေးကြည့်မယ်ဘောရမချာကြောင့်မစမေးကြည့်မယ်မူယွာရောမှာဘောရမချာမပြန့်တင်တဲ့အကြောင်းကတော့တဘာဝအခြေအနေမူယွာရတဲ့အခါကျတော့ဒီမောချာရှိနေမယ်เนาะအဲ့တော့သူက ဒါပြီးလို့ရှိရင်လည်းမိုးရေကနံပါတ်1သူပြောတဲ့အတိုင်းပဲသွားရအောင်အဓိကအချက်၃ချက်ပေါ့နော်မိုးရေကဆေးကိုဆေးကို workshop ဖြစ်သွားမယ်ဆေးသွားမယ်ပေါ့နော်ဆေးသွားလို့ချင်းပမာချက်ချာမနေဘူး reaction ကမပြနိုင်ဘူးဒါဆိုရင်ကျမတို့ဟိုဒီကာကွယ်ချက်နှစ်ကုသချက်နဲ့ယောဂါကိုအပင်ယောဂါကိုဒီတိရအောင်မကုသနိုင်ဘူးဆိုတာတွေ့ရမယ်မူးရွာနဲ့အတူဆေးရည်ကဒီပင်ပေါ်မှာဒီ ခဏပဲသွားမှာဆိုတဲ့အခါကျတော့အတော့မဝင်ဘူးပေါ့နော်နောက်တစ်ခုကတော့အဲ chemical degradation ဖြစ်ပါတယ်မူးယီရာကြောင့်မို့လို့သွားပြီးဆိုတော့တစ်တစ်တရာမကတော့ဖြစ်သွားမယ်အချိုးကလေအဲ့ဒါကြောင့်လည်းပဲအဲ pH ပြောင်းလဲဖြစ်သွားနိုင်ပါတယ်နောက်တစ်ခုကတော့မူးရာတော့မှဖြစ်မယ်ဆိုလို့ရှိရင် cobari မြားလာမယ် phytotoxicity ဖြစ်တတ်ပြီးတော့အပင်လောင်တတ်လောင်သွားတတ်လို့ဘောနော် အကြောင်းလို့မိုးရွာတော့မှမဖြန်းသင့်တာဖြစ်ပါတယ်။မိုးမရွာမီ24နာရီခန့်တာမန်အမှုချိန်မှာပဲဖြန်းဖို့အကောင်းဆုံးဖြစ်ပါတယ်။နောက်တစ်ရာဒီဥပ္ပမိုးတို့ပြီးတော့တဲ့။အော်ဘော်တော်ဖြန်းရင်နေဘယ်ချိန်ကောင်းစဲလဲဆိုတာစိတ်ဝင်စားရင်ပြောပြပေးမယ်နော်ဆိုတာမျိုးပြောတယ်နော်။ဟုတ်ပြီ။ဒါဆိုရင်မြန်မာလူလည်းသူသိတယ်။နည်းနည်းရိပ်မိသွားပြီပေါ့နော်။နောက်ဆက်သွားမယ်။ဒီကျွန်တော် မေးတဲ့မေးခွန်းလေးတွေနဲ့ဆက်ပြီးတော့သူသူစိတ်ဝင်သူဟိုဟာဖြစ်သွားပြီ။တိတော့ဘော်ရမစာကြောင့်ဆက်ပြီးတော့မေးကြည့်အောင်မယ်။ 얼음 밑이잖아. 얼음 밑장 시번호 1992 비오가미야 오, 여기 봐. 여기 봐. တော့ကိုပြောချက်မျိုးအစီအစဉ်ရပါတော့ဘော်ရိုမီတာနဲ့နေနေနိုင်တဲ့အပြေရောဂါတွေအများကြီးရှိပါတယ်တဲ့နော်အဓိကဆုံးဆုံးကတော့ပြောပြီးသွား general အပြင်တော့မှုပေါ့နော်ဒါအသေးစိတ်သူပြောတာပေါ့နော်အဲ့တော့နည်းနည်းလေးကြည့်ရအောင်ပါအဲခန်းစင်မှာဆိုလို့ရှိရင် list ပေါ့ဟောရွက်ပြောက်တွေပေါ့နော်ရွက်ပြောက် early blight နော် bacterial spec လို့မျိုးဆိုလို့ monas syringe ကြောင့်ဖြစ်တဲ့ bacterial spec လို့မျိုးလဲသူနိုင်ပါတယ်တဲ့ bacterial ရောဂါပါလာတာပေါ့နော်ဒါတော့ အာလူးမလိပ်ပလိုက်နော်လိပ်ပလိုက်ကိုနိုင်ပါတယ်ဇပြစ်ဒေါင်းနီမဲကျူးပေါ့နော်အဲ့ဒါဒါမဲကျူးတွေတော့သူတော်တော်နိုင်ပါတယ် black rot နော်နောက်ပန်းသီးဆိုလို့ရှိရင်တော့ဂျေးဘက်ပေါ့နော် apple scab အဲသီမောသီးဆိုလို့ရှိရင်တော့ဟော anthrax anthrax nose ပေါ့နော် anthrax nose ဆိုတာတော့အမ် ကလတို့ထရိုက်ခန်းကြောင့်ဖြစ်တဲ့ယောဂါပါနောက်တစ်ခုဂျင်းပေါ့နော်ဂျင်းကတော့ဆော့ရော့ဆော့ရော့ဆော့ရော့အာဆော့ရော့ကြောင့်ဖြစ်တဲ့ဖီတီယမ်ကြောင့်ဖြစ်ပါတယ်နောက်တေးတီးပေါ့နော်မမဲကျူးတွေနောက်အန်ထရနိုစ်တွေပဲသူကလည်းနော်နောက်တစ်ခုကတော့စဘာမှာတော့ရှီပလိုက်ပေါ့နော်အာရှီပလိုက်ယောဂါပေါ့နော်ဒါကတော့ဆွိုင်းဘွန်းဖြစ်ပါတယ်နော်အဲ့တော့ဒီယောဂါမျိုးစားလိုက် အဲမှုရိအဓိကပါဘက်တီးရီးယားယောဂဆိုရင်တော့သူအနည်းငယ်ပေါ့နော်လစ်ပေါ့နဲ့ဘက်တီးရီးယားလစ်ပေါ့နဲ့ဘက်တီးရီးယားစပက်မှာလည်းပဲသူကော့ပါပါတော့နော်ကော့ပါပါတယ်ဒါကြောင့်မို့လို့နိုင်နေဆိုပြီးတော့သူပြောထားပါတယ်နော်အဲ့တော့ဒါဆိုရင် lime salpa ကိုမေးကြည့်အောင်ပါ lime salpa ကအပူဘာကြောင့်လိုတာလဲနော်လိုလေးမေးကြည့်မယ် lime salpa က ော့အန်ဒရီနိုဆိုတာမဲ့ပြောက်ဆုံးเนาะကျွန်တော်ပါဇာတရားမေ့သွားလို့ပြောက်မဲ့ပြောက်ဆုံးယောဂလို့ကျွန်တော်တို့ခေါ်လေးရှိပါတယ်။တိုင်းဆောင်ဖာကအပူဘာကြောင့်လိုပါလဲ။အဲ့တော့သူဘာဖြစ်လို့လိုရာလဲဆိုတဲ့အခါကျတော့ဆာဖာပါနော်ဆာဖာနဲ့ lime နဲ့ဟာရေပူပူနွေးနွေးမှာ sorry ပူပူမှာ heat လိုပါတယ် heat heat ပါမှဒါလင်သူက calcium polysulfide ွက်ပါတယ်เนาะအဲ့လို heat မပါဘူးဆိုရင်ဒီ compound မထွက်ပါဘူးဒါကြောင့်မို့လို့အပူချိန်လိုတာဖြစ်ပါတယ်အဲ့တော့ active အပူမရှိဘူးဆိုရင် server က lime နဲ့ reaction မဖြစ်ဘူးပေါ့မဖြစ်မထူးပေါ့เนาะအဲ့ဆို server နဲ့ lime နဲ့ဖြန်းတယ်လို့ပဲဖြစ်သွားမယ် နော်အဲ့တော့မပြည့်ရောမယ်ဆိုလို့ရှိရင်အနံ့ဆုံးတွေထွက်မယ်ပြီးဆေးမကောင်းဘူးပေါ့နော် active compound သူ့ရဲ့ဟိုလိုဂျင်နဲ့ AI မရဘူးပေါ့နော်ဖျက်ဖျက်လို့မရပါဘူးအပူချိန်ဘလောက်လိုလဲဆိုလို့ရှိရင်တော့ကျွန်တော်95ကနေ115 degree ရေနွေးအဂျိုတလောက်ပေါ့နော်သုံးပြီးတနာကြီးခန့်သူကလိုတယ်နော်တနာကြီးကြာကြီးသူ့ကိုတဲပြီးတော့မှသူ့ကိုဟိုဘောရိုမီတာလို့မဟုတ်ပါဘူးကြာကြီးထားမယ်ထားပြီးတော့မှသုံးလို့ရပါတယ် အဲသူ့ကိုတော့ကြိုတဲ့အခါမှာတဏှာကြီးလောက်ကြိုထားမယ်နော်အဲ့တော့ reaction ကပြီးသွားပြီဆိုလို့ရှိရင်တော့သူကတုံးလို့ရတယ်နော်ချိန်ချိန်တုံးလို့ရတယ် lime sulfur အကြလေနော် lime sulfur ကချိန်ချိန်တုံးလို့ရတယ်သူကစစုံကတော့ barometer ကတော့တစ်တစ်တရာပေါ့နော် lime sulfur ရဲ့အချိုးလေးလည်းနေကြည့်အောင်ပါနော် lime sulfur ရဲ့ချိုး လို့ပဲပြောလိုက်မယ်နော်။လမ်းစာပါရဲ့အချိုးဘလို့အချိုးလဲပေါ့။သူကတော့အာကူကကာကွယ်စည်းလားကုသစည်းလားပေါ့မူတည်ပြီးတော့အချိုးကတဲ့ရောက်ပါတယ်တဲ့နော်။သူကတော့ဖြေထားတဲ့ပုံစံလေးကနည်းနည်းအဲ stock အနေနဲ့ပြင်ထားတဲ့1.30အချို့ပေါ့နော် sulfur က sulfur ရှိရလာပါတယ်ပေါ့နော် line sulfur ပြင်မယ်လို့ sulfur က1ပါတဲ့ထုံးက2ပါတဲ့ ဆိုတော့ဖောက်ထုံးဖြစ်ဖြစ်မဖောက်ထုံးဖြစ်သုံးလို့ရတယ်လို့ formula ပြောထားတယ်နောက်တစ်ခုကရေက30ပေါ့နော်ဒီနေ့30 1 2 10ဒီမှာပြောထားတယ်အဲအချိုးနဲ့ stock ထားလိုက်ပါ stock ထုတ်ပြီးတော့မှ dilution လုပ်ပြီးသိမ့်လို့ရတယ်သူကလေ time lines ပါကျွန်တော်တို့ဆရာကြီးတွေလည်းပဲလို့ပဲကြိုပြရတယ်ပြီးလို့ရှိရင်ကြိုထားပြီးသားဆေးရီကိုကျွန်တော်ចောင်းသားចောင်းတွေပြတဲ့အခါလဲလာတို့ပဲလေအဲ့တော့ကြိုရဲကြိုပြီးတဲ့ခါကျတော့မှ stock ထားလိုက်တယ်ထားပြီးဒါလေးက line server လို့ခေါ်ရဲပေါ့နော်အဲ့လိုမျိုးသုံးပါတယ်အဲ့တော့သုံးမဲ့ရွယ်ချက် ။ dilution လုပ်တဲ့ဥစားတော့ကတအချို stock ကတော့1 2 10နဲ့သွားပြီးတော့တအချို30ပေါ့ရေ30စာဆိုလို့ရှိရင်သူကဘာအတွက်လဲဆိုရင်တစ်ပင်တစ်သီးပင်မိုးမလာခင်ဖြန့်ခြင်းပေါ့နော်။နောက်တစ်ခုကတော့ growing season မှာပေါ့နော်။ဆိုရင်တော့ပို့ပြီးတော့တနည်းနည်းလေး25ပေါ့နော်။တ တည့်အချိုး25အချိုးဒါမှကလည်းတည့်အချိုး40အထိပေါ့နော်အဲ့တော့နောက်တစ်ခုက insert တို့ဘာတို့အတွက်ဆိုလို့ရှိရင်တော့တည့်အချိုး25အနေတည့်အချိုး20ပေါ့နော်ဒါမျိုးသုံးလို့ရတယ် view တို့ဒီမှာနေ့ရက်ဒီမှာမဖြန်းမှလည်းသူကတော့ຫນွေမှာပူလို့ရင်မဖြန်းနဲ့ပေါ့နော်မိုးကြွားချိန်ဆိုရင်တော့ဒါကတော့ဆေးရမိုးဆိုရင်တော့ကျမတို့မိုးရတော့မဖြန်းကြပါဘူးနော်ရေကဟိုဆေးချသွားမှာဟုတ်ဒါကတော့ရှင်းတယ်လေ နောက်ဆုံးကဘော်ရိုမီတာလည်းအလားတူပါပဲပေါ့နော်ရေကစိတ်ချသွားမှာဆိုတော့ဟိုဒီ active compound ကအလုံးမလုပ်တော့ဘူးလေနော်ပါသွားမှာပေါ့နော်နောက်တစ်ခုကတော့ဒီအနုတွေထွက်မယ်เนาะ new leaf တွေတန်တာအော်ဒီအနုတွေထွက်တဲ့အချိန်ဆိုလို့ရှိရင်เนาะ ဒိုင်လူလုတ်ပြီးပါနုတဲ့အခါကျတော့စီးပင်းနာတွေမတူမတုံးနေပေါ့နော် prevention နဲ့ curative curative ဆိုရင်တော့နည်းပို့ပြီးတော့အချို့များများများတဲ့အချို့ကိုတုံးပေါ့ဒီ rage မှာများတာနဲ့နည်းတာဆိုရင်အဲအပင်ကြီးတယ်ဆိုလို့ရှိရင်တော့များများလေးတုံးလို့ရပါမယ်အနုလေးတွေဆိုရင်တော့ dilution ကို short ပေါ့နော် dilution ကိုရေများများထည့်ပေါ့လေသဘောပါအဲ့တော့ဟိုဒီစပြည့်တို့လိုမျိုး အော်အပဲလိုလိုမျိုးဆိုရင်တော့ဒါကကမ်မကယ်ဖြစ်တယ်လေဒါဖြစ်တဲ့အတွက်ကြောင့်မို့ဒိုင်လူရှင်းကိုဒီချကို view site ပြီးတော့ခက်အပြပြော်လေးပဲသုံးဖို့လိုမှာဖြစ်ပါတယ် stock ကတော့1 2 10နဲ့ဒါကတော့သူဥပမာပေးထားပါတယ်နော်အဲ့တော့ဘာယောဂတွေကိုနိမ့်နေတဲ့လေပေါ့နော်ဒါလေးပြန်မြည်ကြည့်အောင်ပါစစိုးကတော့သူအကျဉ်းချင်းပြောထားပြီးပြီ line server ကကလို့ပြောမလို့အာဘာယောဂတွေကိုပေါ့နော်ဘေယောဂတွေကို ခံနိုင်ရှိတယ်လေလို့မြင်ကြည့်မယ်အဲ့တော့လမ်းစာပါကအဲဒူပါသူတို့နှစ်ခုနည်းနည်းရှင်းကြည့်နော်ဆုံးက boundary မဲ့ကျူပါတယ် anthracnose ပေါ့နော် belief count တဖရီနာဒါရမြန်မာပြည်မှာရဲဟာမျိုးမဟုတ်ဘူးတဖရီနာ deformation ကအေးပိုင်းမှာဖြစ်တယ် phd ပိုင်းမှာဖြစ်တယ်နော် black spot နော်ဒါကတော့နှင်းစီ black spot ဖြစ်ပါတယ်မြန်မာပြည်လည်းဖြစ်တယ် skip ဖြစ်ပါတယ် rest ဒီ rest ပါလာရယ်เนาะ rest rest ဆိုတာပတ်စင်းရအောင်ဖြစ်တဲ့ကောင်းနေကိုနိုင်ပါတယ်နောက် insect ပါတယ်သူကဘက်တီးရီးယားမပါပါဘူးဒီနှစ်ခုကွာချတာလေးတွေကိုဟိုဟိုဖြစ်တယ်ပြီးရင်ဒီပစ္စည်း chemical လေးတွေကဝယ်လို့လည်းလွယ်တယ်ပေါ့နော်ဝယ်လို့လွယ်တယ်ကိုလည်းကိုယ့်ကိုယ်ကိုလည်းပြုတ်လုဖန်တီးလို့ရတယ်ပေါ့နော်ဖန်တီးလို့ရတယ်ဖြော်နည်းလေးလည်းကျမမေးလိုက်မယ်လေတခါတည်းနော်အဲ့တော့ဒါကတော့ red spider mice တို့ insect တို့ now sealer တို့ မိုက်တို့ပေါ့နော်ဒါတွေကိုဖျက်စီလာလို့ခေါ်မှာတော့မသိနော်အဲ့ဒါကိုဟိုပြရတော့နော်ပြရတော့ဟို insert ဒီကိုနိုင်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဖြော်နီးလေးလေးကျွန်မတခါရဲမေးလိုက်မယ်နော်ဘောရမီတာဖြော်နီဖြော်တာလွဲပါတယ်ဆိုတော့လေဖြော်နီနိလိုင်းဆာဖာဖြော်နီပေါ့နော် အဆင်ပြေပါတယ်တဲ့သူကလည်းကျမပြောပါဆိုတဲ့ခါကျတော့သူကသူက smile နေပါရင်လည်း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 လူဆန်လာပေါ့နော် AI ကလေအဲ့တော့ barometer ဖြော်နီးရတစ်တစ်တရာပါဆိုတာပြောတယ်နော်တစ်တစ်တရာဖြော်ဖို့ပုံစံလေးကိုသူပြောတာလေးကိုပြောချင်လို့ပါပထမဆုံး copper sulfate solution ပြင်မယ်တကယ်ကြီးပေါ့နော် copper ဒုတ်တာပေါ့နော် copper sulfate ကို50 liter ရေထဲမှာ90ပေါ့နော် ဒီမှာတရာသုံးပါဆို50တဝက်စီပေါ့နော်။ဟာအရင်ဆုံးကောပါဟုတ်ဖြစ်တယ်။နော်ပျော်အောင်ချောင်းလန့်မှာတော့ဘာလို့ဖြစ်နေပေါ့နော်။ပျော်အောင်ဖြော်ပါပေါ့နော်ဖြော်ပါနော်။နောက်အဲပလတ်စတစ်အိုပလတ်စတစ်တို့သံမဏိအိုတွေလို့သုံးပါ။ reaction ဖြစ်မတော့အောင်လို့ပေါ့နော်။သံမဏိအိုတို့ပလတ်စတစ်အိုတို့မှာသုံးပါ။အာ now line suspension ပေါ့နော်။ထုံးရည်အတွက်ကတော့1 kg hydrated line ကို90တဝက်ပေါ့နော်90လက်တာရေးထဲမှာစေးနေအောင်ထုတ်ပါသူလည်းပဲစေးပါပြီးအထဲမှာအတုံးနေထုံးအတုံးနေမကြမ်းဘူးပေါ့နော်အဓိကတော့ပျော်နေအောင်ဖြော်လိုက်မယ်ဖြော်ဆက်တာကတော့ line ထုံးကိုပြပြချင်းကော်ပါရဲကိုလောင်းထည့်ပါเนาะအဲ့တော့ထုံးကို နော်ထုံးကိုကော့ပါးလေးကိုဖြည့်ပေးခြင်းတဲ့ဘယ်လိုဘလို့အယောင်ဖြစ်မလဲဆိုလို့ရှိရင်တော့အယောင်လေးကပြက်ပြမိုးပြအယောင်လေးပါနော်တော့ net 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 ပြက်ပြလို့ပြောလို့မိုးပြအယောင်လေးတမ်းပါတယ်နော်အဲ့လိုအယောင်လေးဆိုရင်အဲသူ့ကိုဟိုပြီးတော့တောက်ရှောက်မှုေပေးပါမှုေပေးပါဘာလို့ဆိုအမြဲတမ်း reaction ကလေ reaction ကအာဒီကော့ပါး sulfate solution လေးကိုထည့်ပြီးလို့ရှိရင်အဲ့ဒီမှာထွက်လာတဲ့ဒီ chemical ငါတို့ deviation ဖြစ်ဖြစ်ဖြစ်တာကဒီလိုမှွေနေမှသူကပြီးလို့ရှင်မဟုတ်လို့ရှင်ထုံးနေမြန်မြန်အနေကျသွားမှာမဟုတ်ကြောင်ကော့ပါတွေများသွားမှဆိုလို့နော်အဲ့ဒါအရေးကြီးပါတယ်နော်နောက်တစ်ခုကတော့ဒီသုံးမဲ့ဟာကတော့ပုံစံတစ်တစ်တရားပြင်မယ်လို့နည်းနည်းလေးအဲဒီခါလေးတက်လက်တစ်နှစ် လက်တရားပေါ့နော်တင်းနှစ်တရားဆိုတော့ဒါထုံအများသောတာမျိုးလိုနှစ်နှစ်တရားလိုလည်းပဲတုံးတက်တာမျိုးရှိပါတယ်။နည်းနည်းလေးပြင်းအောင်လုပ်တာပေါ့နော်။ဒါကိုယောဂကဘယ်လိုနေထားလဲပုံမူတည်ပြီးတော့သုံးလို့ရပါတယ်နော်။နောက် line server ဖြုန်နီးရတော့တင်းနှစ်30 stock ကိုအရင်ဖြိုရအောင်ပါ။အဲ့တော့ server ပေါင်းတာ1 kg အဲနောက်တစ်ခုကတော့ calcium အဲ calcium outside ပေါ့နော်။ quick line hydrated line อ่ะ quick line ဆိုလို့ရှင် 2kg hydrated line ဆိုရင်တော့အော်ဒီ 2.5kg သုံးပေးပါရေကတော့30လီတာဖြစ်ပါတယ်အကောင်းဆုံးကတော့အော်ဒီ drum တစ်လုံးနဲ့เนาะ tambourine ကိုသုံးလိုက်ပါမိဖို့ကမိမိဖို့မှာမိလို့မယ်ပေါ့လေအဲ့ဒါပြီးရင်ရေကိုရေဆုံးရေကိုစုအောင်လုပ်เนาะအဲ့တော့ sulfur ဖြိုနီးမှာတော့ပထမဆုံးကနံပါတ်1ကရေကိုပြုတ်လိုက်ရေကို ဟိုစုပွဲအောင်လုပ်လိုက်ပါပေါ့နော်ပြီးနံပါတ်2ကတော့အထုံးထည့်လိုက်ပါထုံးကတော့အာဖောက်ထုံးပေါ့နော်ဒီမှာတော့ဖောက်ထုံးဟိုသုံးလိုက်တယ်မဖောက်ထုံးသုံးလည်းရတယ်နော်နောက်တစ်ခုကတော့ဆောက်ထားပေါင်တာကိုဖြည်းဖြည်းချင်းထည့်ပါတယ်ပထမဆုံးထုံးထည့်ပါတယ်ပြီးရင်ဆောက်ထားပေါင်တာကိုထည့်ပါတယ်နော်အရောင်ကဘလို့ဖြစ်မလဲဆိုတော့ကျတော့ခက်ရဲရဲနော်ညူညူညည်ရဲရဲဖြစ်မယ်တနာကြီးလောက်ထားလိုက်မယ်နော် နိုင်လောက်ထားလိုက်မယ်အဲ့ဒါကတော့ line server stock solution ရပါပြီ သုံးမယ်ဆိုရင်တော့ကျွန်တော်တို့ကကျမတို့ကရေနဲ့ပေါ့နော် ရေနဲ့စေစာရောမှလား၈စာရောမှလားအစား20ရောမှလားပေါ့နော်အဲ့တော့နှုစင်မှဆိုရင်နည်းနည်းလေး20လောက်ရောမယ်ယောဂဖြစ်တယ်ဆိုရင်တော့ရေစေစာလောက်ပဲရောမယ်နော်အဲ့လိုမျိုးသုံးလို့ရမှာဖြစ်ပါတယ်ညာဆိုရင်လည်းပဲဒီအာဗီဒီယိုလေးကတော့နော် မိုးယောဂဖြစ်တဲ့ဘောနမိုးယောဂရဲ့တွေ့ရလေးရှိတဲ့ဒေသတွေမှာဆေးရာလည်းဈေးကြီးမယ်ပေါ့နော်ဒါဆိုရင်တော့ကိုကိုတိုင်းပြုလုပ်လို့ရတယ်ပိုတက်ဆီနှစ်မျိုးပေါ့နော်ဘော်ရိုဆေးရည်နဲ့လိုင်းဆာလ်ဖာဖြောနီလေးနဲ့သူနဲ့သက်ဆိုင်တဲ့ဟာလေးတွေကိုဒီ AI ကနေပြီးတော့မေးပြီးတော့ပြပြခြင်းပဲဖြစ်ပါတယ်အဲ့တော့ AI နဲ့မဟုတ်ဘဲနဲ့တခြားပေါ့နော် ဟိုအင်တာနက်ရှိတဲ့ဒေတာတွေတခြားပြည်ပါတွေမှာရှာပြီးတော့ကြတော့ဖတ်ပြီးတော့သုံးရင်လည်းရတယ် YouTube video လေးတွေလည်းရှိပါတယ်เนาะဒါလေးတွေနဲ့အလုံးအပြေယောဂါကြီးကင်းဝေးပြီးတော့ကြတော့အထွတ်နှုံးတွေအများကြီးထွန်းထွန်းတိုင်ပါစေတစ်စစ်နဲ့တိုင်းမဲ့အထွတ်အထွတ်နှုံးများများနဲ့အမြတ်များများရပါစေလို့ဆုတောင်းပေးလိုက်ပါရှင်